မြန်မာနဝချန်နယ်ကိုအစစ်တဆိုင်အပိနာစင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလားကောင်းလေးတွေကိုနှီးစီရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့စောရောင်မင်းကောင်နဲ့တေရွာပြန်မောင်တန်ခဲဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။သူ့မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်တယ်။ခန္ဓာကိုယ်တစ်ခုလုံးဟာ တစုံတစ်ခုနဲ့တည်ကျက်စွာစီးနောင်ခံနိုင်ရပြီပဝင်းကြီးတစ်ခုလုံးဟာလည်းမှောင်မဲတိတ်ဆိတ်လို့ပူလောင်ပြေးပြတဲ့အထီးတွေ့ကိုခံစားရရှိနေလေတယ်။ငါဘယ်ဟိုရောက်နေတာပါလဲ။သူ့နှုတ်ဖျားရေကျိုးလိုက်မိပေမဲ့အတန်တော့ကထွက်မလား။လေเจ้าနေရပူလောင်အရှောက်မှုတွေကိုခံစားနေရတယ်။သူ့အဖြစ်ပြက်တွေကိုမှတ်မိနိုင်တဲ့လောက်ပြန်လဲစဉ်းစားလိုက်တယ်။သူ့ကျူးတွေတုံနောက်ပြီးဝိုင်းရိုက်နေကြတဲ့မြင်ွေး သူနာကျင်လုံးစွာနဲ့အော်ဟစ်ညင်ညွတ်နေမိတယ်။သူဘာမှမလုပ်နိုင်ကြောင်းကိုလည်းထပ်ဖက်တလဲလဲပြောနေတယ်။နောက်ဆုံးတော့အရိုက်နဲ့ခင်ရတဲ့ဒဏ်ရာတွေကြားကသူပေါကူမသိနိုင်စမ်းမရှိတော့ဘူး။အသည့်စိတ်တစ်ခုလုံးအမောင်လိုက်ကြားတဲ့စီကိုရောက်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းတော့အဖြစ်ပြက်တွေကိုသူအလုံးစုံနားလည်ခဲ့လိမ့်ပြီ။ဖျားဖျား။သူသူတို့ငါ့ကိုတိတ်ပြီးဆိုပြီးမြင်မြုပ်ခဲ့တာပဲ။ သူကြောက်စိတ်လွန်ကဲစွာနဲ့သူရုန်းကန်ရင်အော်ဟစ်မိတယ်။ဘယ်လိုမှမရအလွန်အမေ့ဝမ်းနဲ့သွားခဲ့ရလေတယ်။မြဝင်းစီမအဖွားဖြစ်သူရဲ့မျက်နှာညီနဲ့ညီမလေးရဲ့မျက်နှာကိုမြင်အောင်လာပြီးတော့မျက်ရည်ဖြန်ဖြန်ကျလာခဲ့ရလေရဲ့။ဒီအဖြစ်ပြတ်မတိုက်ခဲ့9ရက်လောက်အလိုကမင်းကောင်တို့ဟာတော်လန်ကနေအပြန်ခီးကိုနှိမ်ခဲ့ကြလေတယ်။တပတ်လောက်ကြာမှတော့လက်ခုလက်စီဟာတောင်ငူမျိုးစီကိုရောက်ခဲ့ကြပါတယ်။တောင်ငူမျိုးဟာအတိတ်ကလား မင်းတရားကြီးတပီရွှေတိနဲ့ဗမာသမိုင်းမှာအကျယ်အဝန်းဆုံးနိုင်ငံအကြီးမားဆုံးသောအင်ပါယာကြီးကိုထူထောင်နိုင်ခဲ့သူဘီးနောင်မင်းတရားကြီးတို့ရဲ့ချီတီနန်းတီမျိုးဖြစ်ခဲ့ပြီးမင်းတရားကြီးရဲ့အချစ်ချုပ်တိုင်မြုံနိုင်ရာဘူမင်းနဲ့တန်နေရာမှန်လည်းဖြစ်ခဲ့တဲ့မျိုးပါမင်းကောင်တို့ဟာသမိုင်းနောက်ခံကြီးမားတဲ့မျိုးကြီးစီကိုရောက်တော့သူတို့ရဲ့စကားမျိုးကြီးလိုပဲခံစားမိလိမ့်တယ်ဒါကြောင့်အရှိခီးကိုမဆက်ဖြစ်သေးပဲတောင်ငူမျိုးမှာနှစ်ရက်သုံးရက်တဲခွန်နေထိုင်ဖို့ဆုံးဖြတ်ကြတယ် ဒီမျိုးရောက်လာတော့ပလိတ်တီကိုတိတ်ပြီးဂယုဆိုင်စရာမလိုအပ်တော့ဘူး။ဘကူးမျိုးတော်ကဒါမင်းကောင်ရဲ့ပုံတွေကိုဖျက်ချက်ထားတာမို့အသွားလာခတ်ခဲရလေတယ်။ဒီမျိုးတော့မင်းကောင်ရဲ့ပုံတူတွေရရောက်အောင်မဲ့မထင်။လမ်းမှန်ဆက်သွယ်ရအတော့ခက်ခဲနေတဲ့ကာလာတစ်ခုမဟုတ်လား။တရင်ကတော့ရောက်ကောက်ရောက်နိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်းတရင်ရောက်ပြီးလူမသိရင်တော့အဲ့ဒီပလိတ်တွေဘာများလုံးနိုင်ပါလဲ။လူဦးရေထောင်ထောင်ချားထဲမှာ မင်းကောင်ကိုရှောက်ဖွေဖက်စီးဖို့ရကမလွဲကူနိုင်ဘူး။ငါတို့တွေရောက်တုံးရောက်ခိုက်ဒီမျိုးကတမိုင်းဝင်ရွှေစံတော်ဖျားဝင်ဖူးကြဆိုလား။ဥပတော်ကအကြံပြုလာတယ်။တုံးရောက်သားစိတ်ညစ်ကိုတူဆိုတော့ဘာမှအကုတ်တက်စရာမရှိ။မျိုးကိုရောက်တာနဲ့ဖျားကိုလှဲမြင်ပြီးဖူးတွေ့နေရတာမို့လမ်းချောင်းတာမငါတော့ပဲ။အမြင်ရှိရအတိုင်းလမ်းလျှောက်လို့သာလာခဲ့ကြပါတယ်။တိတ်ကြကြမသွားလိုက်ရဘူး။ဖျားကိုသူတို့ရောက်ရှိကြလိမ့်မည်။ရှ िख ိုးခရော့ကြပြီ။ အလိုရှိရာတွေကိုဆူတောင်းကြတယ်။သုံးယောက်စလုံးတောင်းတဲ့ဆူကတော့တခုရဲ့နေပါထက်တူကြနေတယ်။ဆူရွာလုံးနဲ့အရင်ရှင်စနစ်ကိုဆွဲနိုင်တဲ့များနီလန်တို့နဲ့အမြင့်ပြည့်ချိန်မုန်းနိုင်ပြီးအများပြည်သူနာနေသူမှန်သမျှတွေကိုသူတို့သူတွေကူညီခွင့်ရကြပါစေတဲ့။ဆူတောင်းကြောင်းမဲလာတော့မပြောတတ်ဖះပေါ်ကနေသုံးယောက်သားစင်းမဲ့လို့မြောက်ဘက်ဆောင်းနဲ့အနားစီမှာဝမ်းနဲ့ပက်လက်ငိုကျွေးနေတဲ့အမေအိုကြီးတယောက်နဲ့ ကလေးငယ်နှစ်ယောက်ကိုတွေ့ကြရလေတယ်။အမေကြီးကအသက်80ကလေးငယ်တွေကအသက်10နှစ်နဲ့12နှစ်ရယ်။ယောက်ျားလေးတယောက်မိန်းကလေးတယောက် ကြည့်ရတာအလွန်အမင်းနွားပန်းပုံရတယ်။မင်းကောင်တို့သုံးယောက်ဒီမြင်ကွင်းကြောက်တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။မတရားမှုတစ်ခုခုတော့ဖြစ်နေပြီထင်တယ်။မင်းစံကြကြဆိုလားကိုကြီး။မင်းကြည့်ရပေါ့။မင်းကောင်ကစတဲ့စကားတာနောကအလေဥပဒေကနောက်ပိတ် တောက်ရောက်သားအမေအိုကြီးစီကိုသွားလိုက်ကြလေတယ်။အနာရောက်တော့တာနောကမဲကြီးဘာအတွက်များငိုချွေးနေရလဲ။တာနောရဲ့အတဲကြောင့်ကလေးနှစ်ယောက်တည်းမကအမေအိုကြီးပါလက်ဖြတ်သွားတယ်။ကလေးနှစ်ယောက်အမေအိုကြီးရဲ့ရင်ဝင်စီကိုခေါင်းတုံးဝင်လို့ဖတ်ထားကြတယ်။တာနောလည်းအလွန်မင်းစိတ်မကောင်းဖြစ်သွားရပြီးအနောက်ကိုပြန်ဆုံလိုက်တဲ့အချိန်မင်းကောင်ကအရှိကိုလှမ်းတက်လာတယ်။မဲကြီးကျုပ်ကိုရောပြောပြနိုင်မလား။ မေကြီးကခေါင်းကိုငုံလုံးဝှက်ထားရင်တုံရင်လာလိမ့်တယ်။နောက်ဆုံးတော့ဥပထူကအရှိ့ကိုလှမ်းတက်လိုက်ပြီးအမေကြီးတို့မြေဖွားတွေကိုချိန်နာစွာနဲ့လှမ်းထိကန်လိုက်တယ်။အမေကြီးဘာများခက်ခဲနေလို့လဲ။ကျုပ်တို့ပြောပြပေးပါ။ဘာမဆိုကျုပ်တို့အကူအညီပေးနိုင်ပါလဲ။ဥပထူရဲ့စကားတန်ကချိန်နာမှုတွေလွှဲရနေတယ်။အမေကြီးကခေါင်းကိုမော့လာတယ်။ငါသာတကယ်ကူညီပေးနိုင်တာလား။ဟုတ်ပါတယ်အမေကြီး။ ဘာမဆိုကျုပ်တို့ကူညီပေးနိုင်ပါ रे မဖြစ်နိုင်ဘူးထင်နေငါသားရဲ့အမေကြီးတို့ကြုံဆုံနေရတဲ့အခက်ခဲကိုမင်းတို့အနေနဲ့ကူညီပေးနိုင်မှုကမလွယ်ကူဘူးထင်တယ်ပလိကကတော့မကူညီပေးနိုင်တဲ့အရာပါရေးပိုင်မင်းတော်မှမကူညီပေးနိုင်ဘူးဆိုတော့ဘာမှမလုပ်လဲအမေကြီးရဲ့ပြောပြပါအမေကြီးတို့ကမျိုးရဲ့အနောက်ဘက်ဟိုအလန့်กว่าတဲ့တရက်ပြွာပါအမေကြီးညမရဒေါ်ဖွားခတ်ပါ ဟုတ်ကဲ့မေကြီးအမေကြီးမှာတာသမီးတွေကတော့လွန်ပါကုန်ကြပြီညီကလေး၃ယောက်ချိန်ရပြီးအတူတူနေကြပါတယ်ဒီလိုနေကြရင်လည်းအမေကြီးဒေါ်ဘွားခတ်ကသူတို့ရဲ့အဖြစ်ပြက်တွေကိုနောက်ကျောင်းပြန်လို့ပြောပြပါတော့တယ်တရက်ပင်ရွာစီမှာညီရှင်ကြီးဥဖိုးအောင်ကိုမသိသူမရှိကြဒီတိုင်းမဲ့တစ်ဖက်မှာလည်းဒေါ်ဘွားခတ်တို့မြေဖွားကိုလည်းမသိသူမရှိကြအောင်ဒါပေမဲ့တိတ်ကြတဲ့ခုံမုတ်ချင်းကတော့ကွာဟတ်ချက်ကြီးမလို့နဲ့ ။ရရှင်ကြီးကိုကြတော့လူတိုင်းကချမ်းသာကြွားသူအဖြစ်သိထားကြပြီ။လူတိုင်းရဲ့ငွေကြေးရှင်ကျေးဇူးရှင်ကြီးအဖြစ်သိကြကာ။ဒေါ်ဖခတ်တို့မိသားစုတော့ဆုံးပြည်သားစုအဖြစ်အစင်းရဲဆုံးမိသားစုအဖြစ်သိကြတယ်။ဒေါ်ဖခတ်တို့မိသားစုကစကားပြောရိုးရှင်းပြီးဒုစုံတစ်ခုဆိုအဝဲဝဲမပါတဲတဲ့ပြောတတ်ကြတယ်။မလုံးတော့ရွာအပြေထုတ်ခံရတယ်ဆိုတာတကယ့်အမှန်။နေလုံးတော့လှန်ဆိုင်ကြတယ်ဆိုတာလေဒေါ်ဖခတ်တို့မိသားစုအတွက်ကတော့တခုမှမလွတ်ကင်းနိုင် ဆုံးလို့တတ်မြတ်ကြတယ်။ရွာထဲမှာအနေမခောက်ဘူး။ရွာအပြင်ဘက်မှာမောင်းထုတ်ပြီးတော့နေစီတယ်။ရွာထဲမှာတစုံတရာကိုနေမကောက်မကြမ်းမိုက်။ဒေါ်ဖွားကလှောက်တာလို့ပြောဆိုကြတယ်။ကောလာဟာလာအဖြစ်တားနဲ့ချွေးမောက်လာ။ပြင်ညာနဲ့တတ်တက်တယ်လို့သတ်မှတ်ကြတယ်။မြေအကြီးလေးတန်ငယ်ကိုလည်းပြင်ညာနဲ့နူနာဝဲဆွဲအောင်ပြစ်လုထားတယ်ဆိုပြီးထက်ဆင်းဆော့ဆွဲကြတယ်။ဘလို့ပဲဖြစ်ဖြစ်ဒေါ်ဖွားခတ်တို့မြင်းအဖွားတော့မရှိခိုးလို့မှလာစုံညိုးဆိုတဲ့ခံစားမှုကိုရကြတယ်ဆိုပေမဲ့ နေပါလုံးနဲ့အခြေအနေကြောင့်ဘသူ့အိုမှနှုတ်လည်းမထိုးနိုင်ခဲ့ဘူး။သူတို့နေတော့လေရွာအပြင်ဘက်ကချက်တီကုန်းလေးစီမှာတဲလေးထိုးပြီးရှီထားတဲ့နွားအိုကြီးနှစ်ကောင်ကိုအပြုတ်လို့ရရသေးနံလေးတွေစိုက်ပြိုးရင်အသက်ဝေးကြရလိမ့်တယ်။ရွာတဲ့အဝင်းမခံတော့မို့စိုက်ပြိုးရတဲ့သီးနံတွေကို တခြားရွာတွေစီကိုသွားရောက်ရောင်းချရတယ်။ဒီလိုနဲ့အသက်ရှင်တန်ရက်တည်တဲ့ရသားမှာတော့တော်ဘွားခတ်တို့မိသားစုလေးစီကိုကကြမာလေးဝေရိုင်းတစ်ခုကရိုက်ခတ်လာခဲ့တယ်။ ဒီဖြစ်ပျက်ကမြေရှိကြီးဦးဖူးအောင်ရဲ့တဦးရဲ့တော်သမီးလေးနှွေနှောင်းစီမှာလက်တဲတရခံပြရစရာမရှိတဲ့ကိုဝင်ဆွက်ကက်လာခဲ့တယ်။ဒီကိစ္စကမစီမဆိုင်ဒေါဖွားခတ်တို့ရဲ့မိသားစုစီကိုရက်ခတ်လာပုံကတော့ဦးဖူးအောင်ရဲ့တောက်ခေါက်တန်ကကျဲလောင်လုံးတော်မှုနှွေနှောင်းတယ်မကမိခင်ဖြစ်သူဒေါ်အေးတင့်မှာလက်ဖြတ်ပြီးတုံသွားခဲ့တယ်။ဦးဖူးအောင်ဟာခံမြက်ဒေါသထွက်ရလို့လို့မျက်နာကြီးကလည်းနေမြန်းလို့ရယ်။ဘာလို့လုံးကြမလဲ ဒီကိစ္စကိုဘယ်လိုလုပ်ကြမလဲပြောကြစမ်းပါဦးဟမ်ပြောကြစမ်းပါဦးဒါမင်းတယောက်ညေဆက်လက်ချာကနှုတ်ဆိတ်နေမိတယ်ငါမင်းနေရလေချုပ်ထုလေတော်တိတ်စာဟောမင်းနေနော်ညမိမမျက်နှာကိုအခုလိုပဲအုံးမတုတ်ရလားညောငါကောင်းကောင်းမွန်မွန်မင်းနေရနော်ဒီအကောင်ဟာဘယ်သူလဲကျမကျမမပြောတတ်ဘူးအဖေဟဲ့ဒီလိုကိစ္စမျိုးကတစ်ဖက်သားမပါပဲဖြစ်မလားဘူး အခုနင်းမှာဖြစ်နေပြီဒါဟာတစုံတယောက်ကြောက်မယ်ဘဲကောင်လဲငါ့ကိုပြောစမ်းမဟုတ်ရင်နင်းကိုတတ်မိလိမ့်မယ်ဟိုးအဖေတက်လဲတမီးဟာခံရမှာပဲဘသူဆိုတာတမီးကိုယ်တိုင်မသိလို့ပါဟုတ်ဘူးဒီကိစ္စအတွက်ငါအဆက်ငါတိတ်ခါအားလုံးပြက်စီရတော့မယ်ညီပြောရင်ပြောမပြောရင်တော့ဒီကိစ္စကိုဖုံးပြဖို့တဖက်ရွာလှဖေးနဲ့နင်းကိုအမြန်စစ်စင်ရနိုင်မယ်လှဖေးကိုတမီးမယူနိုင်ဘူးဖေးချက်လည်းမချက်ဘူး နေမယုံနိုင်နင့်ရဲ့ကိစ္စကဘာလို့ဆိုတာပြောပြလေဖခင်ဖြစ်သူရဲ့စကားကຫນွေနောက်ကိုဘေးကျက်နေချက်ဖြစ်သွားရစေတယ်တကယ်လည်းကြတော့သူမကိုတာလေဒီကိစ္စကိုနားမလဲဘေးကဘလို့ဖြစ်လာလဲဆိုတာမသိတဲ့အလိုလိုနေဖြစ်လာတဲ့အရာကြီးတခုသူမစီမဖို့တတဝါနဲ့ထိတွေ့ဖို့အတွက်ကရည်စသနာတော့မရှိခဲ့ဘူးရည်စသနာကိစ္စအိမ်တော်ရတားကိစ္စဆိုတာကသူမကိုတိုင်ကကိုလုံးဝစိတ်ဝင်စားခဲ့ဘူးအခုလိုမျိုးဖြစ်လာဖို့ဆိုတာကဝေရော့ပေါ့ ဟဲ့ငါမင်းကြီးရယ်လေနေမဖြစ်ရင်တော့လှဖိနေတဲ့ကိစ္စကိုညင်းဖို့ရမစူးစမ်းနဲ့တော့ကျမနှွေနောက်ဘာလို့အမှမသိလှဖိနေလေအိမ်နာမပြုတ်လို့လှဖိတည်းမဟုတ်ဘူးဘယ်ယောက်ကြားသားနဲ့မှကိုအိမ်နာမပြုတ်ချင်တာဒီတော့မဖြစ်တဲ့နာကိုပြောဖို့ရအတွက်သူမဆုံးဖြတ်လိုက်တယ်သူမကိစ္စအတွက်လက်သက်တည်ရခံကရွာအပြေမှာနေတဲ့တန်ငယ်ရီလို့ပြောဖို့ဆုံးဖြတ်လိုက်တယ်တန်ငယ်ကနူနာယောဂတဲ့တယောက်အဖွားဖြစ်သူက စုံးလို့တရွာလုံးကတမုတ်ထားတဲ့သူသူတို့တမိသားစုလုံးကိုရွာအချစ်ဖဲ့ထားတယ်။တန်ငယ်လို့ပြောလိုက်တဲ့အတွက်သူမအနေနဲ့အိမ်အောင်ရတာပြုတ်ဖို့ရမလို့အတော့။သူမဝမ်းစရာကိစ္စလဲတန်ဝါသားပြုတ်ချေချောင်ရောက်လာတာမဟုတ်ဘူး။သူမအနေနဲ့အပြိုစီစစ်ပွားကိုဘသူစီမှမကန့်ဆက်သေးဘူး။ဒါကြောင့်သူမကို သူမရုံချီစိတ်အပြည့်ရှိတယ်။ဒါတလို့တော့တဖက်ရွာသားလှဖျော်သူမမယူရဖို့အရေးကြီးတယ်။ဒါထက်ရကိစ္စကိုကနောက်ခါလာနောက်ခါစေးပေါ့။ တကယ်လို့ရှစ်ရှစ်ကပုံမြင်နေတဲ့ရလို့ကိုဝင်ဆစ်ဆစ်ဖြစ်နေတော့လဲယူလိုက်ရုံပဲပေါ့ဟဲ့တမိမိုက်ညို့ငါမင်းကြီးရလေငါတဲဥပွားကနေနောင်ကိုပြောရင်ရိုက်နှက်ဖို့ရအတွက်လက်ကိုရွှဲလိုက်တယ်နေနောင်ကလည်းထက်ထက်ပြပြဖြစ်ပြီးပြောပြောပါမယ်အဖေဟုတ်ဟုတ်တန်ငင်းနေပါဘာဥပိုးအောင်ရဲ့အတန်းကမိုးချိမ့်တယ်လို့ကြက်လောင်သွားခဲ့တယ်တန်ငင်းဆိုတဲ့ကောင်းနေမှတဲ့လား စိတ်ကအဲ့လိုတွေးရင်းနဲ့အလွန်အမင်းကိုလည်းယူကျုံမရဖြစ်မိတယ်။ဘယ်ကဘလို့ဖြစ်တာလဲ။နေဟာကဟုတ်ကောဟုတ်လို့လားနေနောင်။ဟုတ်ဟုတ်ပါတယ်အဖေရဲ့။တန်ငယ်ဟိုတနာစိတ်ဝင်မိရကားနဲ့အချစ်စိတ်ဖြစ်သွားမိတာပါ။ခတ်လိုက်တာငါသမီးရဲ့။နင်းနဲ့တရွာလုံးကခြေကောင်းလက်ကောင်းတွေကိုလှစ်လို့ရှုပြီးဒီအနုကောင်မဥပ္ပိုလ်အောင်ရဲ့အတန်ကတိုးတိမ်သွားတယ်။သမီးဖြစ်သူရဲ့အဖြစ်က မဟာဘရုမဇတ်တော်တွေကပေါင်တို့ကြီးကိုမှချစ်ခင်စုံမဲ့သွားခဲ့တဲ့မိမလို့ဖြစ်နေပြီ။သမီးကိုမရနိုင်တော့အဖေ။သမီးလှဖေကိုလည်းမယူပြစေနဲ့။သမီးအဖေတို့စကားနားထောင်ပါမယ်အဖေ။နေနောင်ကငိုကြီးချက်မှပြောလာတယ်။ဥပုအောင်တယောက်သမီးဖြစ်သူကိုတနာစိတ်ဝင်သွားရလိမ့်မယ်။ဒါပေမဲ့လည်းဘလို့ပဲတနာစိတ်ဝင်စီငူနာယောဂတဲ့တယောက်ကိုတော့သူ့အရေးသူ့အသားဝိုင်းနဲ့ဆွေးမထက်လို့။သမီး အဖေတို့စကားနားထောင်ပါမယ်။တမီးကိုလှဖိနေတခြားယောက်ျားတွေနဲ့မပေးစားပါနဲ့။တမီးဥပိုးအောင်ရဲ့လေးတန်းကပျော့ပြောင်းသွားခဲ့တယ်။ခေါင်းထဲမှာတမီးဖြစ်သူအတွက်အစီအစဉ်တွေကိုအမျိုးမျိုးချမှတ်နေမိတယ်။ရှင်ဖေနေမြို့ပေါ်ကနေရဲ့ကြီးတော်စီကိုသွားနေ။အေးတဲ့နေလဲလိုက်သွား။ဟိုမှာကိစ္စကိုရှင်းဒီကကိစ္စတွေကိုငါရှင်းထားလိုက်မယ်။တော့ကဒီမှာဘာတွေရှင်းစရာရှိသေးလို့တော့ ဘာရှိရှိနင့်လို့မဟုတ်ဘူးငါပြောသလိုသာလုပ်ဟိုလက်တယ်မတော့ငွေများများပေးပြီးတော့ဒီကိစ္စကိုနှုတ်ပိတ်ခိုင်းထားလိုက်ကြားလားဥပိုးအောင်ငေါငေါငန်းတော့ဒေါ်အေးတိညင်သွားတယ်ခေါင်းကိုလည်းညင်းလိုက်တယ်ညီနောင်ကတော့ဖခင်ဖြစ်သူရဲ့စကားတွေအပေါ်မှာစိတ်ထဲထင်းငနေဖြစ်သွားရလေဖခင်ဖြစ်သူဟာအပြည့်မမစကားပြောချို့သားတယ်လို့အမြဲပြုံးနေတတ်သူဆိုပေမဲ့အတွင်းစိတ်ထားကတော့တိတ်ကိုခတ်ထန်နေဆိုတာသူမသိနေတယ်ဒါမဲ့သူမအတော်ကတော့အသက်ရှူပေါက်ရခဲ့ပြီ ဘာလို့တွင်းနေတော့မှလဲမိခင်နဲ့အတူမြို့ကိုသွားဖို့ပဲဖြစ်စစ်သုံးသပ်လိုက်ရုံပေါ့တန်ငယ်တဲရှိစီကခေါ်တဲ့ငိုကြားမိပေမဲ့ဒေါ်ဖွားခတ်ထမင်းအိုးငှက်နေတာမို့ထွက်ကြည့်ဖို့ခတ်သွားရတယ်ငင်းငယ်ကြောက်ခဲရီအရှိရဘသူလဲထွက်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဖွားငယ်ဆုံးကောင်လေးကတဲအနောက်ထဲအလက်မလေးထင်းခွဲပေးနေတာကိုကောက်ယူပြရကအရှိကိုထွက်ကြည့်ရင်ဟေးအောင်မင်းကိုတန်ငယ်အောင် အကိုကြီးမရှိဘူးနွားကြောင်ပါတယ်အဖွားတော့ရှိတယ်မင်းအဖွားကိုပါခေါ်ချင်ဟုတ်ကဲ့ကြောက်ခဲလဲတဲအတွင်းထဲကိုပြန်ဝင်ပြေးခဲ့ပြီးတော့အဖွားရွာလေးကလူကြီးတွေပြအကိုကြီးကိုမေးတယ်မရှိဘူးဆိုတော့အဖွားကိုတွေ့ချင်လို့တဲ့ဟင်ဟုတ်သလားရွာလေးကလူတွေနဲ့အဆက်အသွယ်မရှိခဲ့တာကြပြီအခုမှဘလို့အကြောင်းကြောင်ရင်မသိစိတ်ထဲတော့စိုးရိမ်စရှိသွားမိရတယ်တားတော့ရွာထဲပြန်ခေါ်မလို့လားမသိဘူး ယောက်ခဲကပြုံးစစ်စစ်နဲ့ပြောတယ်။ရွာထဲနေတော့သူတို့လေးတွေလူကြားသူကြားနေရတော့မပျော်ရှင်မှုကြတယ်။ဒီတော့မလာစဘူးအလာထူးကြတဲ့သူတွေကြောင့်သူတို့လေးတွေလည်းမျောလင့်မိတာတိတ်မဆန်းဘူး။တော့ဘွားကယောက်ခဲလို့စကားပြန်ပြောမနေတော့ပဲအရှိကိုထွက်ခဲ့တယ်။အင်းရှိရောက်တော့တကြီးနဲ့အတူတူလူချမ်းသာကြီးဥဖို့အောင်နဲ့သူ့ရဲ့တပည့်တပန်းတွေကိုတွေ့လိုက်ရတာမို့နှုတ်ရှိရင်ဆွဲစွင့်ရစိတ်ကငယ်ထိတ်စီကိုစောက်တက်သွားရလေတယ်။တထဲကြီးတို့ဘာအတက်များ ော်ဖောက်ခတ်တယောက်စိုးရိမ်စေးကြောင်စကားတွေကအထစ်ထစ်ငုံငုံဖြစ်နေတယ်။ဒါကြောင့်တစ်ဖက်ကတကြီးကစိတ်မရှိစွာနဲ့စကားဆဖြတ်ပြီးခမားမင်းတန်ငယ်အောင်ညီလေးတန်ငယ်နွားချောင်းသွားတယ်။ဘယ်လိုသွားတာလဲ။အနောက်ဘက်တောဆက်ကိုသွားသလားပဲ။ယောသားသူမမလိန်ညာတတ်မဲ့ပြောလိုက်တယ်။တေးကြသလားအဲ့လိုသွားလား။ဟုတ်ဟုတ်ပါတယ်တထေးကြီး။ဟိုဟိုဒါနဲ့လေညီလေးကိုမင်းနေတာဆိုတော့ကျမမြင်လေတခုခုများဖြစ်လို့လာရင် တော့ဘွားခတ်မရေတရေမြေးလိုက်တယ်ဒီခါတကြီးကဖြစ်တယ်တော့ဘွားခတ်ညာတော့ကတထည်ကြီးအရာဘရက်ကြီးတစ်ခုပျောက်သွားတယ်အဲ့ဒါတန်ငယ်ခိုးထားတယ်လို့သတင်းရထားတယ်ဟင်တော့ဘွားခတ်ခေါင်းနဲ့မက်ဂနက်ဖြတ်သွားတယ်အနောက်ကနားထောင်နေတဲ့မြင်းငယ်ညောက်ကမဖြစ်နိုင်တာငါမြေးလိုက်ဒီလိုမလုပ်တော့ဘူးညာတော့လည်းအတူတူရှိနေပါတယ်တော့ဘွားခတ်မယုံကြည်နိုင်စွာနဲ့ရေရွတ်မိတယ်လောက်တက်တာမလောက်တက်တာတော့မသိဘူး တရင်ရတော့ခမားမြေဝင်ခိုးတာအသေးချပဲတကြီးကပြောလိုက်တော့ဥပောင်ကကဲဟိတ်ကောင်းနေမင်းတို့တွေကတဝက်ကဟိုကောင်နွားချောင်းသွားတဲ့စီကိုလိုက်ကျင်းတဲ့လူတွေကသူ့တို့ဝိုင်းထဲကိုဝင်ရှာကြဥပောင်ရဲ့တပည့်လူကျမ်းတွေကနှစ်ဖွဲ့ခွဲသွားကြတယ်တဖွဲ့ကတန်ငယ်အနောက်ကိုလိုက်ပြီးတဖွဲ့ကတဲအထဲခြေဝိုင်းထဲကိုဝင်ရှာကြတယ်တဖွဲ့ခတ်တို့မြေဖွားသုံးယောက်မှာတော့တသက်တဲ့တကူမကြုံစုဘူးကိစ္စရက်ပင်မို့ကြောက်စိတ်တွေနဲ့တယောက်ကိုတယောက်ဖတ်လို့ ကလေးနှစ်ယောက်ကတော့အော်ဟစ်ငိုရလို့ရင်ရှောက်ွေသူတွေကတအိတ်လုံးကိုလှန်လို့ရှောက်ွေကြတယ်။ထမင်းအိုဟင်းအိုးတွေပါမကြံချက်ထားတာတွေအကုန်သုံးချပြီးပါရှာကြတယ်။အချိန်နှင်းငယ်ကြသွားတဲ့အခါမှာတော့တိမေတကြီးမရှိမှလည်းသိမလုံမှလည်းသိနေတယ်ဆိုပေမဲ့တစည်းတက်တေကကိုယ့်ရင်ထဲကနေထွက်ပေါ်လာခဲ့တာမို့ဒေါ်ဘွားကတို့မြေဖွားဟာအတွေ့အကြုံခေါင်းခါညှင်းဆက်ပေမဲ့လေဘာတတ်နိုင်အောင်မှလဲဒီကဲအနောက်ဘက်တောဆက်ကိုလိုက်သွားတဲ့အဖွဲ့က တန်ငင်းကိုတွေ့ရှိလာပြီးခေါ်ဆောင်လာခဲ့တယ်။ကြောက်မလို့ပါဘူးတကြီးရဲ့။ဦးဖိုးအောင်ရဲ့အေးစီမှာတန်ငင်းတရားအရအနှက်ခံနေရတဲ့ကြားကသူမလို့ချောင်းကိုအတွင်တွင်ညင်းဆန်နေတယ်။တစ်ဖက်ကလည်းညင်းဆန်လေးရိုက်နေလေ။ဒီကုကလေးကတန်ငင်းကနူနာယောဂတဲ့လေးမျိုးရိုက်နေသူတွေရဲ့လက်စီမှာတစ်ချက်တစ်ချက်အကျိုးတွေတော့ဆဲဆဲသွားရတဲ့အထိပဲ။ဒါပေမဲ့သူမလို့တာတော့မလို့ချောင်းယတိပြက်ကိုတန်ငင်းညင်းဆန်နေတယ်။အမှန်တော့ဒီကိစ္စတွေအားလုံးက ဥဖုံးတော်ကိုယ်တိုင်စီစီနဲ့အစီအစဉ်မှာတန်ငဲတို့အင်စီကိုညာတော့ကသူကိုယ်တိုင်ပဲပြောက်ဆုံးသွားတဲ့ဘရက်ကိုသွားထားရိုက်ခဲ့တာပြီးတော့အစီအစဉ်အတိုင်းပဲတန်ငဲတော်တခိုးယိုးကဖက်စီပြီးတမင်ကိုပဲနှိပ်ဆက်တယ်ဒါဘာကြောင့်လဲဆိုတော့သူမြင်တော့ချစ်ခင်ရတဲ့တမင်လေးအပေါ်ကြောတဲ့အတွက်ကြောင့်အနုလက်ကရွှေကုတ်ကိုမှနှိုက်တက်လိတယ်ဆိုပြီးတွေးမိတိုင်းတန်ငဲကို အမှောက်ကျပြစ်ခြင်းနဲ့အထီကိုဖြစ်မိတယ်သူ့အနေနဲ့ဒီလိုတရေကိုအပြည့်လက်မထွက်စေချင်ဘူး အပြစ်ထက်ရင်သူ့တိတ်ခါတရားတွေကရေစုံမြို့အောင်မှာကအသေးကြ။ဒီတော့ပြီးတဲ့နီလန်းနဲ့သူ့ရဲ့လက်စားချိန်မှုကိုအခုလိုပြုတ်လောက်တာပဲဖြစ်ပါတယ်။ရောင်တွေတော်တော့ဒီခွင်းမသားဒီပုံအတိုင်းဆိုရင်အမှန်ဖြစ်မှာမဟုတ်ဘူး။ဒါဖြစ်ဘာလို့ရောက်နေတဲ့တည်းရင်းနှီးမှုတွေကိုခုတ်တက်တဲ့လက်တွေကိုဆင်ပြီးဝေခံလာတဲ့အထိစစ်ကွာ။ဥပုအောင်ရဲ့အတက်ကြောင့်တန်ငယ်တယောက်အလွန်မေးထိတ်လန့်သွားတယ်။ဟာမမလောက်ပါနဲ့။ဟေ့က မလုတ်စိတ်အခြေအမှားဝင်ခံလေကွာတန်ငယ်တရားမလုတ်ပေမဲ့လည်းဝင်မခံလို့မရတော့ဘူးတစ်ဖက်ကသူ့အရက်ဆက်ဆုံးလှောက်ဆောင်တော့မယ်လေရှေရှေဘယ်ဘွားဖြစ်ခံမှမသိတဲ့ဝေကျွေးတစ်ခုကိုပြန်လဲပေးဆက်ရခြင်းလို့ပဲတန်ငယ်တတ်မှတ်လိုက်ပါတော့တယ်ဟုတ်ပါတယ်ကြုတ်ခိုးဦးတာပါကြုတ်ခိုးရပါတယ်ဗျာအော်အခုတော့ဝင်ခံလာပြီပေါ့ဟုတ်ပါတယ်ကြုတ်ခိုးဦးတာပါဗျာ ဥပိုးအောင်ကောက်ကျစ်ဆဲလက်စွာနဲ့ပြုံးလိုက်မိတယ်။ဒီလိုဝန်ခံမယ်ဆိုတော့ကိုလည်းသူ့ချိုတီတက်ဆထားပြီသား။ဒီအတွက်ကိုလည်းချိုတီစီစဉ်ထားပြီသား။ဒါကြောင့်ဝန်ခံတယ်။ဒါပေမဲ့ဝန်ခံလို့လည်းမင်းမတတ်တာဘူး။ဗျာဘာကြောက်လဲ။မင်းလိုအနူကငါ့အိမ်ကတံမိုးအထားဆုံးအရာကိုမှထိပါရဲ့လို့။ဗျာတန်ခေတရားကိုဘာတတ်နိုင်ဦးမှာလဲ။အဖြစ်ကတော့အဲ့ဒါပါပဲတားလို့ရဲ့။ အမေကြီးတို့တွေညီလေးတွေအတွက်ဥပိုးအောင်စီမှာတုံးရတီတီအစာအငတ်ခံပြီးဒူးထောက်တောင်းပန်ခဲ့ပြီးပြီဒါမဲ့သူတို့ကညီလေးကိုမှလွတ်ပေးဦးဒါကြောင့်မျိုးတက်လာပြီးဂက်ကိုတိုင်ကြတယ်ဂက်ကလည်းဥပိုးအောင်ဆိုတဲ့နာမည်ကိုကြားတာနဲ့အမေကြီးတို့ကိုမောင်းထုတ်တယ်ဘာမှမတက်နိုင်တဲ့အဆုံးအမေကြီးတို့မြေဖွားတွေကဖျားမှာဆူတောင်းပြီးလမ်းကိုနေမိကြတာပါတဖာခကအဖြစ်ပြက်ကိုအဆုံးတက်လိုက်ပါတယ်အဖြစ်ပြက်ကြောင့်နားထောင်နေရတဲ့မင်းကောင်တို့၃ယောက်စလုံး ညည်းတောင်ဆိုးရတဲ့အထိပါပဲ။ဥပတော်ကဒေါ်ဖွားခက်ရဲ့လက်ကိုနှွေးထွေးစွာနဲ့ဆုပ်ကလိုက်တယ်။သူတို့ရဲ့အိမ်လေးကိုရောဘလို့များတိခဲ့လဲအမေ။နှွေနှောင်းရဲ့ဘိုက်ကိုဆန်းတက်ပြီးတဲ့လက်တယ်မညိုဟာပြောပြတာပါ။သူတို့တအားအဖတွေပြောနေကြတာတော့မညိုဟာအိမ်ရှိခန်းမှာရှိနေပြီးကြားနေမိရတယ်တဲ့။မညိုဟာအမေကြီးတို့နဲ့နင်းနေရင်တယ်။အော်ဥပတော်ခေါင်းကိုတဆက်ဆက်ညှိလိုက်တယ်။ကဲအမေကြီး ဒီကိစ္စအတွက်ကိုကျုပ်တို့ကူညီပေးမယ်။ဘာမှမပူနေတော့နော်။ကူညီပေးဆိုလဲမြင်များသာကူညီပေးလိုက်ပါသားတို့ရဲ့။နေလို့နှိမ့်ဆက်ခံနေရတဲ့စီကနေအများဆုံးလွတ်စေချင်ပြီ။အမေကြီးရေမချိုးပြစေနဲ့။စိတ်ချပါအမေကြီးရေ။ရွာတော့လက်တလောက်မပြန်နဲ့အောင်။ကျုပ်တို့ဒီကျုပ်တို့ဟန်နဲ့တန်ခဲကိုကယ်တင်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။မြေလို့သာအများဆုံးလွတ်အောင်ကဲပေးကြပါဥပဒေအားဒေါ်ဖွားခတ်တို့မြေဖွားအတွက် ဝီတချို့ပေးကတဲကိုနေထိုင်ရေးကိုစီစဉ်ပြလိုက်တယ်။ပြီးတော့ချက်ချင်းပဲအစီအစဉ်ဆွဲပြီးမင်းငုံနဲ့တာနောတရက်ပေရွာစီကိုဆစ်လွတ်လိုက်ကသူကတော့ဒေါ်ဘွားခတ်တို့ကိုစောက်ရှောက်ပြီးမြို့ပေါ်ကຫນွေနှောင်းတို့တာအမိကိုရှောက်ပေးဖို့နေရစ်ခဲ့ပါတော့တယ်။ညာပိုင်းအချိန်ဥပ္ပောက်တရားအတော်နဲ့အိတ်ဆက်လို့မပြောနိုင်ဖြစ်နေတယ်။ညနေတော့သူဖက်စီနှိမ့်ဆက်နေတဲ့တန်ငယ်တယောက်တေဆုံးသွားခဲ့တယ်။ဒီကိစ္စကိုဘယ်သူမှမသိအောင်ချက်ချင်းပဲဖြားလိုက်ပတ်ပြီးတုတ်တက်စီမှာတွားရောက်မြုပ်နှံလိုက်တယ်။ ပြီးတော့တန်ခဲကိုမြို့ကက်စီကိုပို့လိုက်ပြီးဖြစ်ကြောင်းရွာထဲမှာတရင်လွင်ထားလိုက်တယ်။ကိစ္စအေးလူလူပဲရှင်းလင်းသွားခဲ့ပြီ။ဒါပေမဲ့ဘာကြောင့်မှမသိစိတ်ထဲမတည်မကျနဲ့ဖြစ်နေရတယ်။အဲ့ဒီစိတ်ကစိတ်ခဲလိုက်ရင်အခုညအထိကိုအိတ်မပြောတော့ဘူး။တမီးအတွက်ကိုစိတ်ပူနေရလားမသိတတ်ဒါလည်းမဖြစ်တရား။မြို့စီကအကောင်းဆုံးစေးစရာနဲ့ပြစီတာလေ။နဖူးပေါ်အလက်တင်ကစဉ်းစားနေမိရင်ရုတ်တရက်မသိစိတ်ကတမျိုးတပိုခံစားလာရတယ်။ တစုံတယောက်ကတော့စိုက်ကြည့်နေသလိုကြီးဥပိုးကထုတ်တန်းပေါ်ကလူလိုလိုမဲမဲအရာကြီးကိုကြည့်ပြီးတမျက်လုံးသူမယုံကြည်နိုင်မှုဖြစ်သွားတယ်ဒါဒါတတငဲလားသူကြည့်နေတော့မှပဲမဲမဲအရာလှုပ်ရှားပြီးတော့အောက်စီကိုကြောင်တကာလုံးညှင်တာလုံးစွာနဲ့ကြလာတယ်တငဲမဟုတ်မျက်နှာပုံးစွန်းနဲ့တခြားလူတယောက်မင်းဘယ်သူလဲစောရမင်းကောင်ကျုပ်နာမည်မင်းကောင် စောရမင်းကစောရဆိုတော့မင်းကတခုပေါ့အမှန်ပဲဟာဟဲ့ကောင်လေးတခုတခုအိမ်မော်ရောက်နေတယ်ကွာအော်မနေနဲ့ခမည်းတော်တွေအားလုံးကြုတ်တုတ်အမှောက်တိုက်ခဲ့လိုက်ပြီအဲ့ဒီအတန်နဲ့တူမင်းငောင်ရဲ့အနောက်ကနေတာနောဟာထပ်ပြီးဝင်လာတယ်သူတို့နှစ်ယောက်အတူတူဝင်လာကြပြီဥဖို့အောင်ရဲ့တပည့်တွေကိုအမှောက်တိုက်ခဲ့ကြတယ်ပြီးတော့အိမ်ထဲဝင်ကြပြီးမင်းငောင်ကဥဖို့အောင်ရဲ့အခန်းစီကိုဝင်သလို့ တာနောကလည်းတအိမ်လုံးကိုအနှက်ပြဝင်ထွက်ပြီးတန်ရဲကိုရှာတယ်။တွေးခဲ့လားအကိုလက်မတွေ့ဘူးမင်းကောင်။မင်းကောင်တန်ရဲအတွက်စိုးရိမ်သွားရတယ်။ဥပုအောင်ကတော့ဒီစကားတွေကိုနားထောင်ပြီးမင်းကောင်တို့သူ့အိမ်ရာတစုံတစ်ခုကိုလိုချင်သွားတယ်လို့ထင်မိကြတယ်။အသက်ဘေးမရှိရင်ဘာဖြစ်ဖြစ်ပြေးအပ်မယ်လို့လည်းဆုံးဖြတ်လိုက်မိတယ်။တန်ရဲဘာမှလဲ။မင်းကောင်မေးလိုက်တော့ဥပုအောင်ရဲ့ခေါင်းကိုမွေးကြိုးပြက်လိုက်သလိုပဲ။မမရှိဘူး။ဥပုအောင် ခမရမလိန်နဲ့နော်ကြုံမလိန်ပါဘူးခမရကတေးချင်းနေတာပဲတာနောကဝင်ပြောရင်ဥဖိုးအောင်ရဲ့လက်ပြုံးကိုသူ့ရဲ့တံမာတဲ့လက်ကြီးနဲ့စုပ်ကမြှောက်လိုက်တယ်ဥဖိုးအောင်ရဲ့အသက်ရှူတန်နဲ့ရတန်းတော့မလို့ဖြစ်သွားတယ်လူကုန်ထန်တယောက်မို့တေးရမကိုကြောက်တဲ့စိတ်ကလည်းအကဲပူလာတယ်ပြောပါမယ်ပြောစမ်းတာနောကဥဖိုးအောင်ကိုအောက်ချပေးလိုက်တယ်တုတ်တုတ်တံမာညနေတော့ကလက်လော့ပြီဟာကွာ ာနောဟာစိတ်မျက်လုံးနဲ့တန်ငယ်အတွက်စိတ်ထဲခံစားရလုံးပြီးဥပုအောင်ရဲ့မျက်နှာကိုဖျက်ရိုက်ချလိုက်တယ်။တစ်ချက်တည်းမဟုတ်50ကျဲလောက်စိတ်မိရိုက်ချလိုက်တယ်။အကိုလက်စိတ်ထုံအကိုလက်မင်းကဝင်ဆဲရတယ်။ဒီတော့မှတာနောတယောက်လက်ကိုယုံနိုင်ခဲ့လေ။ဥပုအောင်ရဲ့မျက်နှာကတော့သွေးချေးချေးနေနေပြီ။တန်ငယ်ကိုဘယ်နောက်မှမြှောက်ထားရလဲ။မသိအာမသိချောင်ပြောလာမယ့်ဥပုအောင်ကိုတာနောကထပ်မံပြီးရိုက်ချလိုက်တယ်။ကျုပ် ောက်တပည့်တွေတိပါတယ်ခမရလိုက်ပြစာဥပဝံကိုတာနောကဂုတ်ကိုကိုင်ကဒီရိုးတိုက်ဆွဲခေါ်လာခဲ့တယ်အောက်ကိုရောက်တော့သတိလည်နေပြီလို့ထင်ရတဲ့ဥပဝံရဲ့တပည့်တယောက်ကိုကျန်တဲ့လက်တစ်ဖက်ကဆွဲယူပြီးတော့တုတ်တန့်စီကိုသွားကြတယ်ဥပဝသူကအဖြစ်ပြက်အမှန်ကိုနှွေနှောင်းတို့သားအမည်စီကိုပြောပြပြီးနောက်နှွေနှောင်းတို့ဟာတန်ခဲ့အတွက်အချိန်နှောင်းမှကိုစိုးရင်ပြီးချက်ချင်းကိုပဲရွာစီကိုဥပဝသူနဲ့အတူတူလိုက်ခဲ့ကြတယ်ဒေါ်ဖွားခတ်တို့မြေဖွားလက်လိုက်ပါလာခဲ့ကြတယ် တလားလုံးတွင်နောက်ကတန်ငယ်အခုလိုဖြစ်ရတာသူမအကြောင်းဆိုတဲ့စိတ်နဲ့ဝမ်းနဲ့ပက်လက်ငိုကြွေးလေရဲ့သူမအနေနဲ့အိမ်နောက်ရတမပြူချင်တဲ့အတွက်ဗတ်ထရကိစ္စအောင်ဖောက်ခေဖြစ်သူစီအဖြစ်ပြဖို့အတွက်တန်ငယ်ကို အမိတက်မိရလေအခုတော့သူမအပေါ်အချစ်ကျွလို့သူဖောက်ခေကတန်ငယ်အပေါ်ညနေဆောင်ကလေးကသူတို့တွေမျိုးစီကထွက်လာခဲ့ကြတယ်အများဆုံးရောက်နေအောင်မနာမနေလှဲတတန်လှေတတန်နဲ့လာခဲ့ကြတယ်ညဘက်အချိန်မှာတော့ရွာစီကိုသူတို့ရောက်လာခဲ့ကြပြီ အင်စီကိုသွားကြည့်တော့လဲကျနေတဲ့အင်ကအလုတ်သမားတွေကိုတွေ့ရတယ်။တရိယာနေပြီဖြစ်တဲ့တရက်ကိုမေးကြည့်တော့လူနှစ်ယောက်တောက်တန့်စီကိုခေါ်သွားကြပြီ။မင်းကောင်နဲ့တာနှောတို့ပဲတခုခုဖြစ်ပြီထင်တယ်။ဥပထူရေရွပြီးတော့စိုးရိမ်တကြီးနဲ့မဖြစ်တဲ့နာတွေမဖြစ်ရအောင်တောက်တန့်ကိုအများဆုံးသွားကြစို့။ပြောပြရနဲ့အားလုံးတောက်တန့်စီကိုသွားကြတယ်။စွစွညံ့ညံ့အတန်တွေကြောင့်ရွာသားတွေလည်းတိတ်ကုန်ပြီးအချိုးချောင်းမေးကလိုက်ပါကုန်ကြတယ်။တူး ခင်ဗျာတူးစံတာနောကဦးဖိုးအောင်ရဲ့ဇက်ဘုတ်ကိုဖြောင်းနဲ့ရိုက်ချပြီးတန်ငင်းရဲ့မြေပုံစီကိုပြစ်ချကပြောလိုက်တယ်တူးတူးပါမယ်ဦးဖိုးအောင်ကြောက်လန့်တကြားနဲ့မြေပုံစီရမြေသားတွေကိုလက်နဲ့ရက်ထုတ်တယ်ဟုတ်ကောင်မင်းပါတူးမင်းကောင်ကဦးဖိုးအောင်ရဲ့တပည့်ကိုကြောစီကိုဖနှောင်းနဲ့ပေါက်ပြီးပြောလိုက်တော့ဇာတပည့်တယောက်မြေပုံစီရမြေသားတွေကိုလက်နဲ့အပြင်းထန်ရက်ထုတ်ကြတယ်ဒီခိုက်ဖျားဖျား ငါမင်းလေးအနောက်ပါစီရအတန်မင်းကောင်တို့လှည့်ကြည့်လိုက်ကြတော့ဥပထူးနဲ့အတူတူလိုက်ပါလာကြတဲ့ဒေါ်ဖွားခတ်တို့မြေဖွားနဲ့ရွာသူရွာသားတွေမင်းကောင်တို့ကဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တယ်မင်းလေးအဖွားမင်းလေးအကိုကြီးဒေါ်ဖွားခတ်တို့မြေဖွားတွေပါမြေပုံစီကိုငိုကြည့်ချက်မှနဲ့ပြေးလာကုန်ပြီးဝိုင်းပေါ်လာကြတယ်ခွေးကောင်လူရောက်ပါ မြေသောကြောင့်ဒေါ်ဝါခတ်ကဥပဝငုံထုထောင်ရိုင်းတတ်တယ်။တဖန်မြေအတွက်မြေသားတွေကိုလည်းအသေးအတာဖဲ့ပြန်တယ်။မင်းကောင်တို့လည်းဝဲဖဲ့ကူကြတယ်။လူမြဝိုင်းဝဲရက်ပေါ်တာမို့တခဏမှပဲမြေသားတွေအောက်စီယာဖြားလိုက်တလိုက်ကပေါ်ထွက်လာခဲ့ပြီ။အဖြေဆိုလာချင်လာငါမြေလေးရဲ့အကိုကြီးရဲ့ညီလေးတို့ကိုထားခဲ့ပြီလား။တောက်တန်တစားပြင်စီမှာတော့ဒေါ်ဖွားခတ်တို့မြေအဖွားရဲ့ငိုတန်တွေကစုညံ့နေတယ် ကျန်တဲ့လူတွေကတန်ခဲအတွက်နဲ့ဒေါ်ဖွားခတ်တို့အတွက်စိတ်မကောင်းဖြစ်ကုန်ပြီးညှိရီကြခဲ့ရလေတယ်။မင်းအောင်တို့လည်းအချိန်မီကူညီခဲ့ကြတယ်ဆိုပေမဲ့အခါနှောင်းပါခဲ့ရတဲ့အတွက်အလွန်မဲ့စိတ်မကောင်းဖြစ်မိရတာပေါ့။ဥပ္ပဝံကတော့ရွာသားတွေကဖန်ဆီးထားကြတယ်။အဖြစ်ပြက်တွေအပြီးမှရောက်လာတဲ့တကြီးကိုလည်းရွာသားတွေကဖန်ဆီးကြတယ်။ခေါင်းဆောင်တယောက်ဖြစ်ပြီးအဖြစ်ပြက်ကိုတည့်ရနဲ့မျက်နှာလွှဲထားတာတကြီးရာတို့နဲ့မထိုက်တန်ဘူးလို့အပြစ်တင်ပြောဆိုနေကြတယ်။ ဖြုတ်ထုတ်ပြီးအစ်တတယောက်ခန့်အမယ်ရပေါ့ဥပ္ပဝါကတော့အဖြစ်ပြက်အလုံးစုံကိုမိမနဲ့တမိစီယာသိရှိထားပြီးဖြစ်တာကြောင့်သူ့အတ္တနဲ့သူ့မာနာတို့ရဲ့အမားကိုနားလည်ခဲ့တယ်ဒီအတွက်ကြောင့်လည်းဖားစီခရရပေမဲ့ဝမ်းမနေသလိုနောင်တလည်းမရကတဲစီကိုအဖမ်းခံပြီးသူ့ကိုယ်တိုင်ဝေခံကထိုက်တဲ့နဲ့အပြစ်ဒဏ်ကိုခံယူမယ်လို့လည်းစုံဖြတ်ထားတယ်ရေရေပေးပါရုတ်တရက်တန်ငယ်စီယာတီတူစကားတက်ထွက်ပေါ်လာတယ်ဟာ တန်ကြီးဥပဒုစရာဝမ်းသာအားရတာဒေါ်ဘခတ်တူကဘာကြောင့်မှမသိရုတ်တရက်တော့ကြောက်အံ့လို့ရင်မင်းအောင်တို့လည်းတန်ကြီးကိုလှောက်ခတ်ကြည့်မိကတန်ကြီးမင်းမင်းတရီရလာလားရေရေပေးပါရေစာလို့ပါတူမတေရောဟဲ့အသက်ရှိသေးတယ်တန်တော်ကြီးကသူ့အတန်အော်ကြီးနဲ့ဝမ်းသာအားရအော်ဟစ်လိုက်လေတယ်ရွာသားတွေစီအဟိကနဲ့အဟိတန်ကြီးတပြိုင်နက်ဒေါ်ဖွားခတ်တို့မြေဖွားတွေကလည်း ဝမ်းသာအားရနဲ့တန်ငဲကိုဖတ်ပြီးငိုကြွေးကြတယ်။ဘာပဲဖြစ်ဖြစ်အပြစ်ကင်းသူတယောက်တေရွာကနေပြန်လဲရှစ်တန်းလာခြင်းကတောက်တန်တစားပြန်မှာဖြစ်တယ်ဆိုပေမဲ့မင်္ဂလာရှိလုံးနဲ့ဖြစ်ရပေါ့။ဥပိုးအောင်ဟာသူ့ရဲ့အပြစ်ကိုသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲသူကိုယ်တော်ဝေခန်းကလက်ခံယူရတယ်။အရင်ရှိလူကုန်းတိုင်းတယောက်ရဲ့အချွတ်တရားရဲ့ပေါ့။နင့်နာသူတန်ငဲတို့မိသားစုတော့ရော်ကျွေးအပြစ်နှွေနှောင်းကလည်းတန်ငဲကိုလက်ထက်ယူလို့ကြောင့်အနှိုးညော့တောင်းပန်ရင်တောင်းဆိုတယ်။တော့ဘွားကကတော့ ဒီတောင်းဆိုမှုကိုလက်ခံတယ်။တန်ငယ်ကတော့ခေါင်းလည်းမငိတ်ခေါင်းလည်းမခါ။တကြီးကတော့ရွာသားတွေကညင်ညင်ညွတ်ညွတ်နဲ့ဖြုတ်ချပြီးရွာနေနှိထုတ်တာကိုခံလိုက်ရလေတယ်။ဒီကနေတလှကြမှာတော့ညွေနောက်ရဲ့ဝမ်းစီကနေသွေးစပြစ်ကလို့ခေါ်တဲ့ယောဂအသားလုံးကြီးကမြို့ပေါ်တော့ကတောက်ခဲတဲ့ဆေးတွေရဲ့ဆွမ်းအားကြောင့်ကျဆင်းလာခဲ့တယ်။အခုတော့အရာအလုံးကရှင်းလင်းခဲ့လေပြီ။ဒါပြင်ညွေနောက်ကတန်ငယ်အပေါ်တနာစိတ်အာနာစိတ်ထားမိလို့ကလည်းတောင်းဆိုမိရက တကယ်ချစ်မိသွားခဲ့ပါတယ်။နောက်မြောက်မှာတော့နှွေနှောင်းရဲ့အချစ်ကိုတန်ခဲ့လက်ခံနိုင်သွားမလားတော့မသိတတ်ပေ။မင်းကောင်တို့ကတော့တပတ်ကြာကလေးကတရက်ပေရွာနေစကိုင်းစီအပြန်ခီးကိုထွက်သွားခဲ့ကြလေ။ပရိသတ်များရှေ့စိုးရမင်းကောင်နဲ့တေရွာပြန်မောင်းတန်းခဲ့ဇလားလေးကတော့ဒီလောက်ပါပဲနော်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။ဆိုင်ရစရာထမတောင်ကိုလည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှေ့။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။